ကိုအမေရိကန်တန်ရုံကိုအလဲခေါ်သွားပေးပါမယ်ခင်ဗျာကိုနိုတန်ရုံရောက်တာနဲ့ကိုနိုရဲ့နာမည်အကုန်လုံးကရှိပြီးသားဆိုတော့သူကအမှန်ချစ်ပြီးမှဝင်ရတယ်ခင်ဗျာအဲတော့ကိုနိုကဒီမှာထားဆရာရှရာလေးထားပြီးတော့ကိုနိုဒီချက်ဖာဆန်စင်တာထဲမှာပဲကိုနိုကဆာရှာဖို့စတင်လုပ်ဆောင်ပါတယ်ရောက်တာနဲ့အရင်ဆုံးအဝတ်လဲပါတယ်ဒီမှာမှလူလူသူလူလေးဖြစ်သွားပါတယ်ခင်ဗျာမန္တလေးရဲ့တန်ရုံခွဲကတော့ကိုနို26ဝီလိုင်းပေါ်မှာရှေချက်ဖာဆန်စင်တာဖြစ်ပါတယ် အခုကိုမန္တလေးတက္ကသိုလ်မှာတက်ရောက်နေစဉ်အတွင်းမှာကိုနော် environmental organization လေးတကူကိုတည်ထောင်လိုက်တယ်ပေါ့နော်အဲ့ organization ကိုမှာကိုနော် man ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့မှ panelist အဖြစ်ဆောင်ရွက်ဖို့အတွက်ကိုနော်အဖွဲ့ကိုဖိတ်ကြားခြင်းခံရတာဖြစ်ပါတယ် မန်အဖွဲ့ရကြတော့ NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ကိုတို့ကုလသမဂ္ဂစီအာနေလဲထောက်ပံ့ငွေရရှိထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ကိုတို့မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်20ကျော်လူငယ်ရကိုတို့၃ယောက်ကပထမဦးဆုံးအဖြစ်ပါဝင်ခွင့်ရမဲ့လူတွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပထမဦးဆုံးဖြစ်ပါတယ်။ဒါကြောင့်မို့လဲတော်တော်အချိန်ယူလိုက်ရတယ်ပြီးတော့အုံနောက်ဆေးဖို့အတွက်ကိုနိုစစ်တူရင်ထိုးရပေါ့နော်ဒီစင်တာကနေကိုနိုကိုဒီလိုမျိုးဆော့ဖို့အတွက်လဲသူတို့ရပြီးထားပါသေးတယ်အဲ့ပြီးတော့မှကိုနိုကဒီအမေရိကန်စင်တာစာကြည့်အိမ်မှာလိုအပ်တဲ့အာစ science တွေကိုကိုတို့ပြန်ရှာရတယ်။အဲ့အတွက်လည်းဒီတန်ယုံဝင်တန်းနေအကုန်လုံးအကုန်လုံးကြီးကြီးပြူပြူနဲ့အကုန်လုံးလိုအပ်တဲ့စာတွေအကုန်လုံးရှာပေးရတယ်ပညာပိုင်းဆိုင်ရာတွေအများကြီးကူညီပေးခဲ့ကြပါတယ်ခင်ဗျာ။အပြည့်အကုန်လုံးအားလုံးပြန်လာခဲ့ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအကုန်လုံးဇန်နဝါရီလလောက်မှာတော့ Man Organization နဲ့ပူးပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာ